ထင်းနှုံးလေးတီးပြီးတီဆိုထားတဲ့တခြင်းနဲ့လူတီများလာခဲ့တဲ့တုံတုံပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့မာရဗန်စတာဖန်နီပေးမှကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြောလို့မောင်းပါအဲ့တခြင်းလေးကိုမဆုပ်ခင်သုံးလာလောက်အလိုမှာသားရဲ့မိမိကကင်ဆာယောဂါနဲ့ဆုံးသွားပါတယ်လက်တလောဆိုရှယ်မီဒီယာပေါ်မှာလူကြိုက်များနေတဲ့တခြင်းကတော့ထင်းနှုံးလေးကိုတီးပြီးတီဆိုထားတဲ့ရင်ထဲမှာအမေတခြင်းပဲဖြစ်ပါတယ်ဒီတခြင်းကမြန်မာတန်စင်တခြင်းလေးဖြစ်တယ်လို့ အိမ်နဲ့ဝေးရအမေနဲ့ဝေးရမှာအလုံးလောက်ကိုင်းနေသူတွေအတော့ဒီသချင်းလေးကိုနားထောင်မိုံနဲ့အမေအိမ်ကို အပြေးပြန်ခြင်းမိမှအသေးကြပါတယ်ရင်ထဲမှာအမေတချင်းရဲ့မူရင်းအဆိုတော်ကဒေဒရဲမျိုးကြော်ကြော်ဖြစ်ကပြန်လဲတီဆိုပြီးလူတီများလာသူကတော့ပေါင်းတီမျိုးနဲ့ကအရွယ်ငယ်ငယ်ကောင်လေးတယောက်ဖြစ်တဲ့တေးသန့်စင် တော်တော်ပဲဖြစ်ပါတယ်သူက ဒီတချင်းကိုထင်းတုံးလေးတွေတီးပြီးတီးဆိုရာကနေသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာမျှဝေခဲ့တာပါဒီတချင်းကိုတီးဆိုစဉ်သူ့ရဲ့အသက်ကစင်းနဲ့အရွယ်သာရှိပါသေးတယ်လက်ရှိမှာတော့တတုံရဲ့အသက်က73နှစ်ရှိနေပါပြီဒီတချင်းကိုမတီးဆိုခင်3လလောက်ကတတုံရဲ့မိခင်ဖြစ်သူကကင်းစားယောဂနဲ့ဆုံးမသွားခဲ့ပါတယ်ဒါကြောင့်ဒီတချင်းကိုပြန်လဲတီးဆိုတဲ့အခါမှာတော့အတန်ချိုချိုအေးအေးလေးနဲ့ ကယုဏအတန်လေးပါတာကြောင့်ပြိတ္တတို့ရဲ့အားပေးမှုရရှိခဲ့တာပါဒီသင်းကိုသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာပြန်တင်နေဆိုတာကတေးတန်စင်တတုံကငယ်စဉ်ကတည်းကထင်းနှုံးတွေကိုတီးပြီးတီးဆိုတဲ့အထိဝါသနာပါတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ပြိတ္တတွေကိုသိစေချင်ုံပါပဲဒါပေမဲ့ထင်မှတ်မထားပဲသူစနစ်တုံးကတီးဆိုထားတဲ့ဗီဒီယိုဖိုင်ကိုပြိတ္တတို့ကတန်စင်ထည့်ပြီးပြန်လည်မျှဝေရာကနေ Facebook ရော TikTok မှာပါလူကြိုက်များခဲ့တာပါ။ဒါကြောင့်အိမ်နဲ့ဝင်းတဲ့သူတွေကာသမားတွေတခြားသောနိုင်ငံအသီးသီးမှာအလုံးလုံးကြိုက်နေကြတဲ့သူတွေက အမေကိုလွမ်းတဲ့စိတ်နဲ့ဒီသချင်းကိုပြန်လဲအသုံးပြုက TikTok မှာပြန်လဲမျှဝေနေတာကြောင့်တေးတန့်စင်တုံတုံကိုတစတစနဲ့အားပေးသူတွေများပြားလာခဲ့ပါတယ်။ Oh my god တော်ရဲ့မိခင်ဖြစ်သူက သူ့ရဲ့သားလေးကိုဒီအမှုပညာပေါ်မှာအင်ပတာမထူးချွန်စေခြင်းသူပါဒါကြောင့်သူအသက်စီစဉ်အခါတုန်းကတော်တော်ကိုအ धिक အုတ်တိုင်းအနေနဲ့အဆဆရရာမမမမရက်တီကပန့်ပိုးကူညီပေးခဲ့တာပါအခုလို့နမယ်လေးရလာတော့မှမိခင်ဖြစ်သူကလူလောကအထဲမှာစိတ်မနေပေးနိုင်တော့ပါဘူးဒါကြောင့်တော်တော်အနေနဲ့ဒီအချိန်မှာ မိခင်ကိုအပြောချင်းဆုံးစကားကအမေဖြစ်စေချင်တဲ့ဇနတွေအလုံးစုံမပြည့်သေးပေမဲ့တချို့တဝက်လောက်တော့ပြည့်စုံနေပါပြီလို့တာလီတတုံကမိခင်ကိုလွမ်းတဲ့စိတ်နဲ့ပြောဆိုလာခဲ့ပါတယ်ဒီဗီဒီယိုကိုကြည့်စုနေကြတဲ့ပရိသတ်တွေကရောထင်းတုံလေးတီးပြီးတီးဆိုထားတဲ့ရင်ထဲမှာအမေတချင်းနဲ့လူတီများလာခဲ့တဲ့တတုံကိုအားပေးစကားလေးတွေပြောခဲ့ကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးအထိလိုက်ပါကြည့်စုပေးကြတဲ့အတွက်ကျေးဇူးပါခင်ဗျာ